ရှမ်းပြည်နယ်အစိုးရဖွဲ့သူမျိုးဝါလူအေကန်တူလောင်ယုံတိဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့်ဆက်လျင်း၍အောင်ပန်းအာလူစုဖွဲ့မှလာရောက်ရှင်းလင်းတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဖွဲ့သူမျိုးဝါလူအေကန်တူလောင်ယုံတိဆောက်ရေးစီမံကိန်းလုပ်ငန်းနှင့်ဆက်လျင်း၍အောင်ပန်းအာလူစုဖွဲ့အောင်ပန်းပိုတေတိုကုမ္ပဏီလီမိတက်မှဂျွန်လ23ရက်မွန်းလွဲ2နာရီချိန်တွင် တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရဖွဲ့ယုံအစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းတင်ပြကြပါရယ်။ရှေးဦးစွာအောင်မန်းအာလူအစုအဖွဲ့မှအာလူတူလောင်အေးကန်းဆက်ယုံတိဆောက်မည်စီမံကိန်းနှင့်ဆက်လင်း၍နောင်တရားအာလူအစုအဖွဲ့မှဥခွန်ဆန်းဦးကမြန်မာနိုင်ငံရှိ စားသုံးပြည်သူများအဟာရရှိပြီးအည်သွေးပြည့်အာလူစားနပ်ရိက္ခံပူလုံနိုင်စေရန်နှင့်ဝယ်လိုအားရောင်းလိုအားထိန်းညှိနိုင်စေရန်အတွက်၎င်းစိုက်ပျိုးတောင်သူများအာလူစိုက်ပျိုးမှုကောင်းမွန်စွာလှုပ်ဆောင်နိုင်ရန်အတွက်မြို့အာလူတူလောင်နိုင်ရေးနှင့် ဈေးကွက်မြှဝေရန်အတွက်၎င်းစားသုံးသူတောင်သူဂုံတဲ့ဖိုခနောက်ဆိုင်စည်းပွားအကျိုးဖြစ်ထွန်းစေရန်အတွက်အာလူတာရှိသိမ်းစည်းနိုင်ရန်ခေမီတူလောင်ယုံ Cold Storage အာလူအေဂန်ဆက်ယုံများတိဆောက်ရန်လိုအပ်ချက်အခြေအနေများရှင်းလင်းတင်ပြပါရစေ။ထို့နောက်တက်ရောက်လာသည့်သက်ဆိုင်ရာပြည်내ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကစီမံကိန်းလုပ်ငန်းနှင့်ဆက်လင်း၍ဆွေးနွေးကြပြီ ြည်နယ်ဆိုရအဖွဲ့ဝင် ပြည်နယ်ဝင်ကြီးများကဖြည့်ဆွဲဆွေးနွေးတင်ပြရာတင်ပြချက်များအပေါ်ပြည်နယ်ဝင်ကြီးချုပ်ကလျှက်စစ်မီကိစ္စနှင့်ပတ်သက်၍ရေရှည်အတွက်ပုံမူကောင်းမွန်သည့်ဆိုလာမီစနစ်ကိုဦးစားပေးစဉ်းစားသင့်ပါကြောင်းမြေနေရာနှင့်ဆက်လင်းပြီးအခြားနီးသုံးဆွဲခွင့်ရရှိရေးအတွက်သက်ဆိုင်ရာဌာနများမှကြံ့ကြာမှုမရှိစေရေးအလေးထားဆောင်ရွက်ပေးစီလိုကြောင်း ဖြည့်ဆွဲဆွေးနွေးပြောကြားကြောင်းသိရှိရပါသည်အဆိုပါအောင်ပန်းအာလူအစုဖွဲ့၏ အာလူမျိုးတူလောင်ယုံအေးကန်းစီမံကိန်းကို2025ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးစီမံကိန်းအတွက်အစုရှယ်ယာတစုလျင်ကျပ်330အစုရှယ်ယာ1400စုမှရရှိသည့်ငွေကျပ်သိန်းပေါင်း4200ဖြင့်စတင်ရင်းနှီးမြှုပ်နှံရန်အစုရှယ်ယာဝင်များကသဘောတူဆုံးဖြတ်ပြီးအေးကန်းဆောက်လုပ်မည့်မြေနေရာကိုရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်အောင်ပန်းမြို့အောင်ပန်းပင်တရကားလမ်းမကြီးပေးရှိ ရာမြေ3.31ဧကကိုဝယ်ယူ၍အာလူတန်ချိန်3000တူလောင်နိုင်မြေအေးကန်းတူလောင်ယုံတိဆောက်နိုင်ရန်အောင်ပန်းအာလူအစုဖွဲ့မှစီမံဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ